အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စိတ်ဝင်စားစရာကောင်းတဲ့ဘုန်းကြီးကျောင်းလေးတစ်ယောက်ကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်ဒီဘုန်းကြီးကျောင်းလေးကအာကြည့်လိုက်ရင်ပေါ့နော်တကယ်ကိုအေဂျင့်တိတ်ဆိတ်ပြီးတော့တရားဘောင်နာကြကြအားထုတ်ဖို့ရအတွက်ကောင်းတဲ့နေရာလေးတစ်ခုလိုယူဆလို့ရပါတယ်ဒါကတော့ကျောင်းဆောင်လေးပါပြီးတော့ဘာတွေထူးခြားတာလဲဆိုတော့ထူးခြားချက်ကိုလိုက်ကြည့်ကြည့်ပါဦးနော်အဲ့သူ့ရဲ့ထူးခြားချက်ကအခုအဝေးမှာလမ်းမြင်နေရတဲ့အုတ်ဂူတွေပဲဖြစ်ပါတယ်ရှင် ဒီမှာဆိုရင်လည်းအုတ်ဂူတစ်ခုပေါ့နော်ဒီအုတ်ဂူတွေရဲ့အထဲထဲမှာပေါ့အုတ်ဂူတွေကိုမှန်ပြီးတော့အုတ်ဂူတွေထဲမှာတည်ထားတဲ့ဘုံကြောင်ကြောင်ဖြစ်ပါတယ်ည9နာရီထိုးပြီးဆိုတာနဲ့ဒီကိုရင်လေးတွေရဲ့အကုန်လုံးပေါ့နော်ဒီကြောင်မှရှိတဲ့ကိုရင်လေးတွေဥစဉ်ရောည9နာရီထိုးရဆိုတာနဲ့ဒီအုတ်ဂူတွေပေါ်မှာထိုင်ပြီးတော့တရားဘာဝနာပွားများရတယ်အဲကမ္မထမ်း တရားတွေဝိပဿနာတရားတွေရှုမှတ်ရတယ်လို့ပြောပါတယ်။အဲတော့သူ့ရွယ်နဲ့သူ့အလိုက်ပေါ့။အကုန်လုံးတယောက်မကျန်လို့ရတယ်လို့ပြောပါတယ်။ဒီရဲ့အကြောင်းရဲ့အဝင်ဝမိုးဝါမှာဆိုရင်အုပ်ကူတွေအများကြီးတွေ့နိုင်ပါတယ်။ဒါရဲ့ဘေးမှာပေါ့နော်ဒီเจ้าရဲ့ဘေးမှာဆိုရင်လည်းတင်ချိုင်းကြီးကြီးတစ်ခုရှိပါတယ်အဲ့လိုမျိုးတည်ထားတဲ့เจ้าမှာရှင်ဒါကြောင့်မလို့တကယ်ကိုပဲထူချပါတယ်ရှင် ဒါကတော့အเจ้าရဲ့အဝင်ဝါမှာရှိတဲ့အုပ်ကူလေးဖြစ်ပါတယ်။ဒါကတော့အเจ้าဝင်ဝါပါ။ဘုန်းကြီးเจ้าရဲ့နာမည်ကတော့ကုတိနာယုံတုတ်တန်เจ้าဖြစ်ပါတယ်။เจ้าရဲ့ဘီမှာတော့တင်းเจ้าအကြီးအကြီးတစ်ခုရှိပါတယ်ရှင်။ဟုတ်ကဲ့ပါအစအဆုံးထိလိုက်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။